ကဲဒီနေ့နိုင်ငံတော်ပရိယတိသာသနာတက်ကတော့မှကုသိုလ်ကောင်းမှုလာရောက်ပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုရှင်များကကိုလွန်သူမိခင်ကြီးဒေါ်ကြီးကြီးလင်းနှမြောက်အားယေစု၍တာဥတင်ထွန်းဒိုဒိုဒိုအောင်ခင်မိသားစုတနေ့ဒါဆွန်ဆက်ကလူတန်းခြင်းနဲ့ဆေးပတိတပင်ဆယ်သိန်းလူတန်းခြင်းကုသိုလ်ကောင်းမှုထို့ပြင် အမကြီး ဒေါ်ကြီးကြီးအာယူစု၍ဥဝေချိုဒေါ်လီလီကြီးမိသားစုမှအစ်ပရိသတ်ပင်နှစ်သိန်းကျပ်လှူဒန်းခြင်းထို့ပြင်မိခင်ကြီးဒေါ်ကြီးကြီးအာယူစု၍ဥတန်းတင်ဒေါက်တာထူထူမိသားစုလန်ဒန်မြို့မိသားစုက၃သိန်းကျပ်စေပရိသတ်ပင်လှူဒန်းခြင်းကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုတွေကိုဒီနေ့ဒီမှာလာရောက်ပြီးတော့ ဆောင်ရွက်ကြတဲ့အလုဒါနဖြစ်ပါတယ်ဒီအလုဒါနအတွက်အထူးအပြင်မိခင်ကြီးမိခင်ကြီးကိုယေစုပြီးတော့ဆောင်ရွက်ကြတဲ့အမကြီးကိုယေစုပြီးတော့ဆောင်ရွက်ကြတဲ့ကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုအတွက်မိမိတို့ဒီကုသိုလ်ကောင်းမှုကိုမိမိတို့ယေစုထားတဲ့ပုဂ္ဂိုလ်မိမိတို့ယေစုထားတဲ့မိခင်ကြီးယောက်ျားဘဝ ပုံဌာဏကဒီကုသိုလ်ကိုသိပြီးတော့မြင်ပြီးတော့ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပြီးတော့ဒီကုသိုလ်ကောင်းမှုကိုချမ်းမြမ်းသာသာအလိုရှိသလိုသုံးဆောင်သုံးစွဲခံစားနိုင်ပါစေဒီကုသိုလ်ကောင်းမှုကြောင့်လူကျန်တာနတ်ကျန်တာနောက်ဆုံးမှာနိဗ္ဗာန်ကျန်တာကိုလွယ်လွယ်ကူကူချမ်းကျန်တာတာရရှိခံစားနိုင်ပါစေဒီလိုအာယုံပြုဒီလိုဆုတောင်းမိတော့ဒီနေ့ ကုသိုလ်ကောင်းမှုအတွက်အနုမောဒနာတရားဟောပေးပါမယ်။စောစောကပြောခဲ့သလိုမိမိတို့လုပ်တဲ့ကုသိုလ်ကောင်းမှုသည်ကြီးစုတဲ့ပုဂ္ဂိုလ်ကိုမိမိတို့ရဲ့အနန္တကျေးဇူးရှင်မိခင်ကြီးကိုယေစုပြီးတော့လှုပ်တဲ့ကုသိုလ်ကောင်းမှုမို့လို့မိမိတို့အလှူဒါနသည်တန်ဝေကဉာဏ်နဲ့လှူဒါန်နိုင်မယ်ဆိုရင်မိမိတို့အတွက်လည်းအမတန်တမိုးကြီးတဲ့ အနန္တကျေးဇူးရှင်မိခင်ကြီးအတွက်ကလည်းပဲအမတန်တန်ဖိုးကြီးတဲ့ကုသိုလ်ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်မလို့တန်ဝေကညံနဲ့လှူဒါန်းနိုင်ဖို့အတွက်ဘုန်းကြီးကအနုမောဒနာတရားဟောပေးပါမယ်အဲ့တော့တန်ဝေကညံနဲ့လှူဒါန်းနိုင်ဖို့အတွက်မြတ်စွာဘုရားဥဒိယပုံနာကိုဟောခဲ့တဲ့ဥဒိယသုတ်တန်ဆိုတာဘုန်းကြီးတို့တန်ရုပ်ပါဠိတော်မှာ ပါပါတယ် ဲ့ဒီတန်ယုတ်ပါဠိတော်မှာဘုရားရှင်ဥဒိယပုံနာကိုဟောခဲ့တဲ့စကားကိုယူပြီးတော့ဒကာကြီးဒကာမကြီးတွေရဲ့နှလုံးသားထဲမှာတန်ဝေကညာနေဖြစ်ပွားပြီးတော့လူတတ်နိုင်ဖို့အတွက်ဘုန်းကြီးဟောပေးပါမယ်။မြတ်စွာဘုရားတဲ့တော်တင်ရာရှိစဉ်တုန်းကဇေရဝန်เจ้าမှာတည်င်းသုံးတော်မူနေတော့ဒီနေ့မှမြတ်စွာဘုရားကသဗ္ဗယုဒညာနဲ့ဘယ်ပုဂ္ဂိုလ်ကိုဒီနေ့ တရားဟောရမလဲလို့မနဲ့ကြည့်လိုက်တော့ဥဒိယပုံနာမိသားစုကိုသွားပြီးတော့သမယုဒညာနဲ့မြင်တော်မူတဲ့အဲ့ဒီဥဒိယပုံနာဆိုတာကလည်းဂဒေ80လောက်ကျွယ်ဝတဲ့တထေပုံနာကြီးအဲ့ဒီတထေပုံနာကြီးကလည်းပဲဗုဒ္ဓဘာသာမဟုတ်ဘူးသူက ပြမနဝါဒပြမကြီးကို ကိုးဝယ်တဲ့အယူဝါဒရှိတဲ့ပုံနာယဟန်တန်ဃာတွေတခါမှဆုံးမလောင်ဘူး တခါမှလည်းတရားမနာဘူးသူတို့သာဝတိမှာအနေပဲမဲ့လို့ဖះနဲ့အမတန်စိမ့်နေတန်ဃာတို့နဲ့အမတန်စိမ့်နေအဲ့ဒီပုံနာအဲ့ဒီပုံနာအတိတ်ဘဝကသူတို့မိသားစုလှုပ်လာခဲ့တဲ့ကုသိုလ်ကောင်းမှုတွေဒီဘဝမှာသူတို့တရားထူရမှာကိုမြင်လို့မြတ်စွာဘုရားကသူတို့ကိုဒီနေ့သွားပြီးတော့တရားဟောမယ် ဒီလိုကြံစီပြီးတော့အဲ့ဒီနေ့မှာခါတိုင်းဆိုရင်ဘုရားရှင်ကတန်ဃာတို့နေနဲ့အတူမနေ့ပိုင်းဆုံးခံကြွနေပေမဲ့လို့အဲ့ဒီနေ့မှာ တန်ဃာတို့နေအတူမကြွဘဲနဲ့တပါးတဲ့ကန္တကူဒီမှာကြံနေခဲ့တယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီပုံနာက9နာရီကျော်10နာရီလောက်မှသူကဆုံးဓမင်းစားတာ။တတိယပုံနာဆိုတော့စားစရာတောက်စရာဒီကောင်းကောင်းမွန်မွန် စီမံချက်ပြုတ်ပြီးတော့10နာရီပတ်ဝန်းကျင်လောက်မှသူကမနေ့စားစားတာအဲ့ဒီအချိန်ကို မှန်းပြီးတော့ဒါဘုရားကအဆုံးခံကြွားရမှာအဲကြောင့်မို့လို့အဲ့ဒီနေ့10နာရီလောက်မှ ပုံနာရီစားဖို့တောက်ဖို့အလုံးပြင်ဆင်ပြီးတော့ပုံနာရီသမဲဝိုင်းမှာထိုင်တဲ့အချိန်မှ စားတာလေသူတယောက်တည်းပဲစားတာတန်နေမိသားစုတွေကကိုယ့်အကောစားအဲ့ဒီတတိယပုံနာရီကသူတယောက်တည်း သူစားကနီစားဖို့အလုံးပြင်ဆင်ပြီးတဲ့အချိန်လောက် မြတ်စွာဘုရားကတပါးတဲ့သူ့အိမ်ချက်မှာသွားပြီးတော့ဆွန်းဆွန်းသွားရတဲ့ဆွန်းသွားရတော့တခါမှဆွန်းမလောက်တဲ့ပုံသားကြီးကဘုရားကသူ့အိမ်ဘောက်မှာဆွန်းရနေတာမြင်တော့ဩယဟန်ဂေါရမဆွန်းလာရနေတယ်ငါမှလည်းပစ္စည်းဥစ္စာတွေပေါ်တယ်ဒီလိုယဟန်တပါး စွန့်လာရနေတာကိုမှကတော့စွန့်ပါဆိုရင်လည်းပဲဘေးပတ်ဝန်းကျင်အမြင်မှမတော်ဘူးအဲရောက်ကဲလှူလိုက်ပါမယ်ဆိုပြီးတော့အဲ့ဒီနေ့ကသူစားမဲ့စားစရာတောက်စရာတွေကိုသူကိုယ်တိုင်ထပြီးတော့ဘုရားသခင်မှာလောင်းပြီးတော့လှူလိုက်တယ်လှူလိုက်တော့မြတ်စွာဘုရားကသူလှူပြီးတော့ပြန်ကြွသွားတယ်ဟုတ်ကဲ့ဘုရားကြီးကလည်းဘာမှမပြောဘူးသူ တရားတရားရှိလို့လှူတာလည်းမဟုတ်ဘူးဘုရားကိုကြည်ညိုလို့လှူတာလည်းမဟုတ်ဘူးဘေးအမြင်မှာသူအပြစ်ပြောခံမှာဆိုလို့ဒီလောက်ချမ်းသာပါရဲ့နဲ့အိမ်ဘဝမှာလာပြီးတော့ဆွံ့ရနေတာတောင်မှဆွံ့မလောင်ဘူးဆိုပြီးတော့သူ့ကို အပြစ်ပြောမှာကြောက်လို့သူကလှူတာပထမတည်းရဲ့ဒုတိယရဲ့ဒီလိုပဲမြတ်စွာဘုရားက သူသမင်းစာကနေ၁၀နှစ်ပတ်ဝန်းကျင်လောက် ပိုက်ပိုက်ပြီးတော့ဆွန့်ရပြန်တယ်အဲ့ဒီနေ့မှလည်းပုံနာကြီးကဖះဆွန့်ရနေတာမြင်တော့ထပြီးတော့လောင်းတယ်ဒါသူစားမရတဲ့ကို လောင်းလိုက်တယ်ပြီးမှသူ့ရဲ့အစေအစေအပားတွေကို သူ့အတွက်ပြန်ပြီးတော့စီမံခိုင်းတယ်ဒါဒုတိယရဲ့ပြီးသွားတတိယရဲ့ဒီလိုပဲမြတ်စွာဘုရားကအဲ့ဒီအချိန်မှလာဆုံးရက်ပြန်အဲ့တော့ပုံနာစကားနေမှာ ဆွန့်လာရတော့ဘုံနာကအဲ့ဒီနေ့မှာထပြီးတော့လောင်းတယ်လောင်းပြီးတော့စိတ်ထဲမှာလည်းပဲနင်းနေကတိကအောင်ဖြစ်တယ်နောက်လည်းပဲလာပြီးတော့ဆွန့်မရရဲအောင်ဆိုပြီးတော့ဘုံနာကိုဘုံနာကဘုရားကိုပြောတယ်ပကတ်တကောယံတမနောဂေါတမောပုဏ္ဏပုဏ္ဏအာဂိသတိအယံတမနောဂေါတမောအယံဂေါတမတိပကတ်တကောဝတ္တ ရတတဏကြည်မာလေစွာတကားပုဏ္ဏပုဏ္ဏနေ့စဉ်နေ့စဉ်အာဂိသတိလာပြီးတော့ဆုံးရနေတယ်လိုရင်းကတော့သူစားဖို့အတွက်တထေးဆိုတော့စားစရာတောက်စရာကောင်းကောင်းမွန်မွန်လေးတွေစီမံထားတာကိုဘုရားကပထမတည့်ရဲ့အလူခံသွားတယ်ဒုတိယတည့်ရဲ့ကလည်းအလူခံသွားတယ်စားစရာလေးတွေအမတန်ကောင်းတော့သူ့မှာ တခြားအိမ်တွေကိုဆုံးခံမသွားဘဲနဲ့ဒီအိမ်ကအကောင်းအမွန်မွန်လေးတွေလောင်းလို့မို့လို့အဲ့ဒီအကောင်းအမွန်လေးကို စားကျင်လို့သူနေ့စဉ်လာပြီးတော့ဆုံးရနေတာပဲဒီစကားကိုပြောလိုက်တာအဲ့တော့ဘုရားဆိုတာဘုရားတို့ဗုဒ္ဓဘာသာတရားကြီးတို့မကြီးတွေသိကြတဲ့အတိုင်းပဲဘုရားကျင်ဟာသာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဘယင်ဖြစ်ကဒါရဟန်းပြုလာတဲ့ပုဂ္ဂိုလ်ဘယင်ဖြစ်ကတော်တော် တော်တော်ပြီးတော့ဒါဖျားဖြစ်လာတဲ့ပုဂ္ဂိုလ်သူ့လိုတည်းလောက်ကတော့ဘာမှပြောစရာကောမလို့သူ့လိုချမ်းသာတာလောက်ကတော့ဘာမှစဉ်းစားစရာကောမလို့လောက်အောင်ချမ်းသာတယ်စားစရာတောက်စရာတွေအမတန်ပြည့်စုံတဲ့ဘဝကဒါလာတဲ့ပုဂ္ဂိုလ်သူ့လောင်းတဲ့ဆွန်းလေးကိုလိုချင်လို့သူ့အစာကိုစားချင်လို့ဖျားကဆွန်းလာခံနေတာမဟုတ်ဘူးတရားဟောချင်လို့သူ့ရဲ့သူတို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ အတိတ်ပါရမီကပါလာတဲ့ကုသိုလ်ကောင်းမှုတွေအဲ့ဒီကုသိုလ်ကောင်းမှုရောင်ဒီဘုရားမှာသူတို့မေတ္တရာဘုရားရမှာကိုမြင်တော်မူလို့ပင်ပန်းခံပြီးတော့ဘုရားကလာပြီးတော့ဆွန်းဆွန်းလိုက်ရနေအဲ့ဒါကိုပုဏ္ဏကရဲ့ရဲ့ဆက်ဆက်ပြောတယ်ပကတ်တကောယံတမနောကောတော်မရတ္တဒနာကြီးလိုက်တာ ကောင်းတာလေးစားရတော့တည့်ရနေ့ကောင်းတာလေးစားစားရတော့နေ့တိုင်းလာရနေတာပဲ ရန်ကုန်မှာအကောင်းအင်မတန်ကြိုက်တာပဲဒီလိုပုံစံနဲ့ဘုနာကပြောလိုက်တာဘုရားကလည်းဒါကိုပဲလိုချင်တာဒီစကားလိုချင်တာဒီစကားကိုလိုချင်လို့ပဲဒါသုံးရတိုင်းတိုင်းပြန်မှန်ခံပြီးတော့ဆွန့်လိုက်ရတယ်ပုနာပုနာအာဂိစတိထတ်တလဲလဲလာနေတာပဲဒါနေ့စဉ်နေ့စဉ်လာနေတာပဲဆိုတော့အဲ့ဒီစကားလေးကိုယူပြီးတော့မြတ်စွာဘုရားကပုနာကိုပြောတယ် ဘုရားကမတ်တရပြီဆွန်းဆွန်းခံနေတယ်ပုံနာကလည်းပဲမတ်တရပြီတော့ဆွန်းလောင်းတယ်ဆွန်းလောင်းရဲနဲ့ပြောတာဒါပုံနာကလည်းရရပဲဘုရားကလည်းမတ်တရရဲပဲအဲ့ဒီမတ်တရရဲနဲ့ပုံနာကပြောတော့ဘုရားကလည်းမတ်တရရဲပဲပုံနာကိုပြောတယ်ဟုတ်တယ်ပုံနာတဲ့ဒီကန္တာကိုရထားတဲ့ပုဂ္ဂိုလ်ငါဘုရားဟာဒီကန္တာကိုရထားတယ်ဒီကန္တာကိုရထားတော့ နေ့စဉ်နေ့စဉ်ထက်တလဲလဲစားရပါတယ်ဒီခန္ဓာကိုယ်ကတောင်းဆိုနေတယ်တောင်းဆိုနေလို့မဲ့နေ့စဉ်နေ့စဉ်သူ့ကိုကြွေးရပါတယ်စားရပါတယ်အဲ့ဒီစားဖို့အတွက်နေ့စဉ်နေ့စဉ်လာပြီးတော့လှူခံရပါတယ်ပုံလားဒီစကားကိုမြတ်စွာဘုရားပြောလိုက်တယ်သာသူအတွက်သူဟာမြတ်စွာဘုရားဟာဒီခန္ဓာကိုယ်ကိုယတာလို့နေ့စဉ်ဒါကြွေးရတယ် အဲ့ဒီကျွေးဖို့အတွက်နေ့စဉ်ရှာဖွေရတယ်။ဒါဘုရားကသူ့ရဲ့ခန္ဓာကိုယ်ကိုညွှန်ပြပြီးတော့ပြောတယ်။ပြောပြီးတော့ဆက်ပြောတယ်ဘုရားက ပုံနာစဉ်းစားပါတင်လဲပဲဒီခန္ဓာကိုယ်ကိုရတာတယ်။တင်လဲပဲနေ့စဉ်စားနေရတာပဲ။ဒီလိုနေ့စဉ်နေ့စဉ်စားဖို့အတွက်ချမ်းသာတယ်ဆိုပြီးတော့ ကိုယ့်ရဲ့ရှေ့မှာစားစရာတောက်စရာတွေရောက်နေတယ်ဆိုပြီးတော့ဒီလိုတာမန်လေးများမတွေးလိုက်ပါနဲ့ဒီလိုစားဖို့တောက်ဖို့ကိစ္စကိုစဉ်းစားကြည့်လိုက်ဆန်ဒီပဲတွေဒီဆန်နဲ့ပဲတွေဖြစ်လာဖို့အတွက်လေသမားတွေကယာသမားတွေက နှစ်စင်ဒီလေဒီမြေဒီယာမှာနှစ်စင်စိုက်ကြပြောကြလောက်ကြရတယ် တစ်နှစ်နဲ့ပြီးပြီလားမပြီးဘူးနှစ်စဉ်နှစ်စဉ်ထပ်တလဲလဲပဲစိုက်ကြရကဲစိုက်လို့ရပြီပြီးပြီလားဆိုစားရပြီလားဆိုမပြီးသေးဘူးဒီစပားတွေဒီပဲတွေကိုထပ်တလဲလဲသိမ့်ကြရတယ်ထပ်တလဲလဲစိုက်ရတယ်ထပ်တလဲလဲသိမ့်ရတယ်ကဲသိမ့်လို့ကိုယ့်အိမ်ကိုဒီစပားတွေပဲတွေရောက်ပြီးစားလို့ရပြီလားဆိုမရသေးဘူးထပ်တလဲပဲလဲပဲ ထောင်ရတယ်ဖွဲ့ရတယ်ကြည်ရတယ်ဆံပြဖို့အတွက်ဒီတော့စိတ်ယုံတွေကိုကြည်လိုက်ဆံစိတ်တွေကိုကြည်လိုက်တစ်နှစ်နဲ့ပြီလားမပြီဘူးနှစ်စင်မဲ့ဒါကြည်နေရတာထက်တလဲလဲပဲဒါတတ္တဝါတွေစားဖို့အတွက်ခန္ဓာကိုယ်ကိုရတတ်တဲ့တတ္တဝါတွေစားဖို့အတွက်နှစ်စင်နှစ်စင်ဒါထက်တလဲလဲကြည်နေကြရတယ်ထုနေကြရတယ်ထောင်းနေကြရတယ်ခန္ဓာကိုယ်အတွက် တန်းနဲ့ပြီးပြီလားဆံရအလုပ်ပြီးပြီလားဆိုဘယ်ပြီးမလဲနေ့စဉ်ထက်တလဲလဲချက်ကြရပြုတ်ကြရတယ်နေ့စဉ်နေ့စဉ်ဒါအထက်တလဲလဲချက်ရပြုတ်ရချက်လို့ပြုတ်လို့အိုးတွေမှာရောက်နေပြီကဲစားလို့ရပြီလားမရသေးဘူးပကံနေ့မှာခုတ်ခတ်ပြီးတော့ပြင်ဆင်ပြီးတော့ဒါစားကြတော့ကြတယ် ဒီစာဘောတောက်ဖို့အတွက်ခန္ဓာကိုယ်တောင်းဆိုမှုကို ဖြစ်စီဖို့အတွက်ထက်တလဲလဲဆက်ရတယ်ထက်တလဲလဲလဲတင်ရတယ်ထက်တလဲလဲထုထောင်းကြိတ်ချရတယ်ထက်တလဲလဲချက်ပြုတ်ရတယ်ထက်တလဲလဲပြင်ဆင်ထားတဲ့စားစရာတောက်စရာတွေကိုအစားရရတယ်ကဲမနေ့စားစားပြီးပြီးပြီလားနေ့လေစားတခါစားရတယ် အဲ့နေ့လေစာစားလို့ပြီးပြီလားဆိုပြီးဘူးညနေစာစားရတယ်ဒီနေ့ကိုအနည်းဆုံးနှစ်ချိန်ဒါနဲ့ပြီးလားဆိုရင်ဒီကြားထဲမှာဝါလေးစားလိုက်ဒီအားလေးစားလိုက် ရေစားပါတယ်ဆိုရင်ရေတိုက်လိုက်ဟောက်ပိုက်စားပါတယ်ဆိုရင် စားစရာလေးစားလိုက်တည့်ရက်ပြီးသွားပြီကတည့်ရက်နဲ့ပြီးပြီလားမပြီးဘူးနောက်နေ့မနေ့ကျတခါစားရပြန်ထက်တလဲလဲပဲစားနေရပါတယ်ပုံနာဒီခန္ဓာကိုရထားတဲ့ပုံကိုယ် အဲ့တော့ဒီလိုစားယုံနဲ့ပြီးပြီလားဆိုတော့မပြီးသေးဘူးဒီခန္ဓာကိုယ်ကိုနေ့စဉ်တန်ရှင်းရလို့ရတဲ့ရေချိုးပေးရတဲ့တန်ဆင်းပေးရတဲ့တရက်တန်ဆင်းပေးလိုက်ပြီးသွားပြီလားမပြီးသေးဘူးနောက်နေ့ဒါတစ်ချိန်နဲ့ရလားမရဘူးနှစ်ချိန်သုံးချိန်မျက်နှာပေးရတဲ့ရေချိုးပေးရတဲ့တန်ဆင်းပေးရတဲ့ဒါနဲ့ပြီးလားဆိုမပြီးသေးဘူးဝတ်ပေးရတဲ့ဆင်းပေးရတဲ့ဒီခန္ဓာကိုယ်ကို တကြိမ်လောက်ပဲဦးနဲ့ပြီးပြီလားမပြီးဘူးနေ့စဉ်ဒီခန္ဓာကိုယ်ကိုဒါဆောင်ရွက်ပေးရတယ်ဒီလောက်တယုတ်တရမိမိတို့ပြုတ်ပြင်ဒီခန္ဓာကိုယ်ကိုမိမိတို့တယုတ်တရနဲ့ပြုတ်ပြင်ဆောက်ရောက်ထင်းထင်းကျွေးမွေလာပေမဲ့လို့ဒီခန္ဓာကိုယ်ကမိမိတို့စိတ်တိုင်းရနေသလားပုံနာအစင်းစားကြီးဒီခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ဩလာတယ် ရထားတဲ့ဒီခန္ဓာကိုရထားတဲ့တ ত্ত্ব ဝါတရားနှုတ်ရာကယင်ယင်ရာကအိုဒီလိုအိုလာတဲ့သဘောတဘာဝဒီခန္ဓာကိုမှရှိတယ်အဲကြောင့်မလို့မိမိတို့မွေးစေမွေးခင်းစတုန်းကအခြေအနေနဲ့ခုအခြေအနေကို ပြန်ကြည့်လိုက်တဖြည်းဖြည်းနဲ့မွေးခင်းစတုန်းကနှုတ်နှုတ်နေနေလေနှစ်နှစ်သုံးနှစ်ဆိုရင်နည်းနည်းယင်သွားပြီ အနှစ်20အနှစ်30တော်တော်ရင့်လာပြီဟိုအနှစ်60 90ဆိုရင်ဟိုသွားပြီဒီလိုသဘောတော်ဟာဖြည်းဖြည်းချင်းသူကဟိုလာတာ ဖြည်းဖြည်းချင်းရင့်လာတာအဲကြောင့်မို့လို့ထက်တလဲလဲအိုနေရတဲ့အိုဒုက္ခကိုခံနေရတဲ့ခန္ဓာကိုယ်ဖြစ်တဲ့ပုံလားသူကထက်တလဲလဲလာတယ်လို့ပြောတဲ့စကားကိုဘုရားရှင်ကယူပြီးတော့ဒါသူ့စကားနဲ့သူပြန်ပြောတယ် ဒီခန္ဓာကိုရထားတဲ့ပုဂ္ဂိုလ်အထက်တလေးလေးអော်ရတာပဲ။អိုယုံနဲ့ပြီးပြီလားမပြီးသေးဘူး။အနာယောဂါဒီအမျိုးမျိုးနှိစက်မှုကိုခံနေရတယ်။ဒီခန္ဓာကိုရထားတဲ့ပုဂ္ဂိုလ်မှန်သမျှဟာခန္ဓာကာယရပြန်ကអိုရရင်ရထက်တလေးလေးဒါခန္ဓာကိုကိုရထားတဲ့ပုဂ္ဂိုလ်မှန်သမျှသည်អိုရတယ်ရင်ရတယ်ပြီးပြီလားမပြီးသေးဘူး။နာယကျင်ရထက်တလေးလေး ယောဂါတွေအမျိုးမျိုးကြာပြီးတော့ဗျာဒိဒုက္ခအမျိုးမျိုးကိုခံခံကြရတဲ့ဒီခန္ဓာကိုယ်ကြောင့်ဓာတ်နဲ့ပြီးပြီလားဆိုမပြီးသေးဘူးနောက်ဆုံးမှာတေရကြေရထက်တလဲလဲဒီမှာကြီးတို့ကြီးကြီးတဘောအဆုံးတက်ပြီးတော့နောက်ဆုံးမှာခန္ဓာကိုယ်ရဲ့အဆုံးလုတ်သွားရတယ်မိမိတို့ကမိမိတို့ကလည်း ဒီတိုင်းပဲသွားရမှာပဲအဲ့တော့ခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်မှသမျှသည် နောက်ဆုံးမှာတေရခြေရထက်တလဲလဲဒီတဘောအတင်ဒီတဘောမှာပဲမိမိတို့တေတယ်ဆိုတာလူမြင်သူမြင်မကောင်းလို့အိမ်မထားလို့မရလို့တုတ်တန်ပို့ပြီးတော့မိချိုရတယ်တုတ်တန်ပို့ပြီးတော့မြင်မြုပ်ရတယ်ဆိုတာအတ္တမှုတိမရဏအမြာတိ အများမြင်တဲ့အများနားလေတဲ့သေသေခြင်းသဘောသဘာဝအဲအများနားမလဲတဲ့သေခြင်းသဘောသဘာဝကတော့ယုတ်တိအနန္တိခဏိကမရဏလို့ခေါ်တယ်ယုတ်တရားနဲ့တရားတွေကဖြစ်ပြက်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 နဲ့ဒီလိုသွားနေတာဖြစ်တယ်ဆိုတာဇာတိပြက်တယ်ဆိုတာမရဏပဲအဲဒါကြောင့်မို့သူ့ကိုခဏိကမရဏအမြဲတမ်းသေနေတာအမြဲတမ်းဖြစ်အမြဲတမ်းသေနေတာအဲ့တော့မိမိတို့ရဲ့ ခန္ဓာကိုယ်ဟာအမြဲတမ်းထက်တလဲလဲသေနေတဲ့သဘောတဘာဝရှိတယ်။အဲကြောင့်မလို့ခန္ဓာကိုယ်ကိုရလာတဲ့ပုံနာခန္ဓာကိုယ်ကိုရလာတဲ့ပုဂ္ဂိုလ်မှသည်မြတ်သည်ထက်တလဲလဲအိုရပါတယ်။ထက်တလဲလဲနာရပါတယ်။ထက်တလဲလဲသေရပါတယ်ပုံနာ။အဲကြောင့်မလို့ဒီလိုအိုအိုအနာအသေးမရှိရသဘောတဘာဝဟာအမတန်ငြိမ်းချမ်းပါတယ်။ ဒီလိုအိုအနာအတေကိုဘာကြောင့်ရတာလဲဆိုရင်လိုချင်လိုချင်မှုဆိုတဲ့သမှုရိယသစ္စာကြောင့်ရတာလိုချင်မှုဆိုတဲ့သမှုရိယသစ္စာကြောင့်ဟောဒီခန္ဓာကိုဆိုတဲ့ဒုက္ခသစ္စာကိုရလာတဲ့အဲ့ဒီဒုက္ခသစ္စာကိုမလိုချင်တော့ဘူးဒုက္ခသစ္စာတွေကုံရာဒုက္ခသစ္စာတွေရဲ့ချုပ်ရာငင်းရာအဲ့ဒီသဘောတဘာဝဟာနိဗ္ဗာန်ပဲအဲ့ဒီနိဗ္ဗာန်ကို လိုချင်ရင်ကတော့ ခန္ဓာကိုယ်မရှိတဲ့သဘောတဘာဝကိုလိုချင်ကတော့ဟောဒီမေဃသစ္စာကိုကြင်ကြံကြုတ်အထုတ်ပါဆိုပြီးတော့မြတ်စွာဘုရားကသစ္စာ၄ပါးကိုအဲ့ဒီမတ်တရရဲမဲ့ဟောလိုက်တာ ပုံနာပုံနာကြီးနဲ့တကွသူ့မိသားစုတွေသူ့ရဲ့အလို့အကျွေတွေအဲ့ဒီနေရာမှာအလို့သောတာပန်ဖြစ်သွားကြတယ်ဒါကိုပေးခြင်းလို့ဘုရားရှင်ကပင်ပန်းခံပြီးတော့အပြောအဆိုခံပြီးတော့ဒါဆွမ်းလာခံနေရတာ အဲ့တော့တရားအချင်းချုပ်အနှစ်ချုပ်ကိုယူလိုက်မယ်ဆိုရင်ခန္ဓာရထတဲ့ပုဂ္ဂိုလ်မှန်သည်များသည်အိုအိုအနာအသည်မလွတ်ကြဘူးအဲ့ကြောင့်အိုအနာအသည်ဒီတဘောအတင်ဒီလိုအိုအနာအသည်ထက်တလဲလဲဖြစ်ရတဲ့အပြင်တန္တရာဂရီကို ပြန်ကြည့်မယ်ဆိုရင်လည်းပဲမိမိတို့တန္တရာဂရီဘဝတိုင်းမိမိတို့အိုအနာအသည်ထက်တလဲလဲမိမိတို့ကြုံရခဲ့ရတဲ့နောင်လဲပဲထက်တလဲလဲကြုံရအောင်မယ် အဲကြောင့်မလို့ဒီလိုအိုအနာအပြီမကြုံကျင်ရင်ဒုက္ခကိုဒုက္ခလို့မြင်အောင်ကြည့်ဟောဒီခန္ဓာကိုရထားတာဒီတကယ်ဒုက္ခပဲတကယ်ဒုက္ခလို့မြင်သွားရင်ဒုက္ခသစ္စာကိုမြင်သွားတာဒီဒုက္ခဘာကြောင့်ဖြစ်လဲလိုချင်လို့ဖြစ်တာသမုဒိယသစ္စာအဲ့ဒီဒုက္ခနဲ့သမုဒိယမရှိရဘဲဘာလဲဆိုရင်និရောဓနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုလိုချင်ရင်ဟောဒီမဲ့က မေခင်၈ပါးဆိုတဲ့တရားကိုကျင့်ရင်ဓမ္မကသစ္စာအဲ့ဒါသစ္စာ၄ပါးတရားအဲ့ဒီသစ္စာ၄ပါးတရားကိုမိမိတို့ရဲ့နှလုံးသားထဲမှာသိမြင်ပြီးတော့လှူဒါန်းနိုင်ရမယ်ဆိုရင်ဒါတံဝေကစိတ်တံဝေကညာနဲ့အလှူတဲ့အလှူဒါန်းဖြစ်ပါတယ်အနန္တယေရှုရှင်မိခင်ကြီးတို့ကြီးကြီးအားလည်းပဲဒီလိုတံဝေကစိတ်တံဝေကညာနဲ့လှူဒါန်းတဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာတာတို့ခေါ်မယ်ဆိုရင်ဒါ ထက်တလဲလဲသေရတဲ့ဒုက္ခမှမြန်မြန်လွတ်ပါလိမ့်မယ်မိမိတို့ဟာလည်းပဲထက်တလဲလဲဝေရတဲ့ဆင်းရဲထက်တလဲလဲတန်းရတဲ့ဆင်းရဲထက်တလဲလဲသေရတဲ့ဆင်းရဲကမြန်မြန်လွတ်ဖို့အတွက်ဒီကုသိုလ်ကောင်းမှုကိုလုပ်ပါတယ်ဒီလိုတန်ဝေကညာတန်ဝေကစိတ်နဲ့ဒီနေ့ကုသိုလ်ကောင်းမှုကိုရည်စဲချအမြတ်ဝေရအောင်ကဲရည်စဲခွက်ကညာအရှင်ဘုရား တပည့်တော်များသည်ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်ကြသည့်အားလျော်စွာယနေ့ဘုန်း၌အနန္တကျေးဇူးရှင်မိခင်ကြီးအားယေစုယေမှန်၍တန်ဃာတော်များအားတနေ့တန်ဆွန့်ဆက်ကလူတန်းချင်းသင်္ကန်းစသောလူတန်းဘွေရာအပြာပြာတို့ကို စက္ကလူတန်းချင်းစေဝတိတပင်စိုက်တူလူတန်းချင်းကုသိုလ်ကောင်းမှုကို ပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်ထက်တလဲလဲအိုရအိုရခြင်းဒုက္ခထက်တလဲလဲနာရခြင်းဒုက္ခထက်တလဲလဲတေရခြင်းဒုက္ခမှလွတ်မြောက်ဖို့ရာ အထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဘောဘာကကိုအနန္တယေရှုရှင်မိခင်ကြီးအားအထူးအားဖြင့်အမြအမြပြေဝေငါပါ၏ထိုမှတပံဘဝဆက်ဆက်ပန္ဒရာဆက်ဆက်ကတော်စားကြသောမိဘဘိုးဘွားဆရာသမားတို့အား အမြအမြပြေဝေငါပါဤကြွရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့ကို အစထား၍32ဘုံသားတတ်တော်များအမြအမြပြေဝေငါပါဤတတ်တော်အလုံးအမြရ၍ကိုယ်စိတ်နှပြ ကျမ်းမာ ချမ်းသာကြသည်ဖြစ်ကြပါစေသောကဲအမြဝေအလုံးကြာကြသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြသမြအမြအမြအမြယူတော်မူကြပါကုန်လော တာဒုတာဒုတာဒုအလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာဒုတာဒုတာဒု